ကဘာကြီးတစ်ခုလုံးကိုပြောင်းလဲသွားစေနိုင်မယ်ကပေးကြီးတစ်ခုသို့မဟုတ်ကဘာဟန်ချပြတ်ခြင်းမိစလိုတွန်းစိတ်ဝင်စားဖွယ်အစီအစဉ်ကောင်းများစွာကိုရှာဖွေတင်ဆက်ပေးလိမ့်ရှိရဲ့ The Announce မြန်မာနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေမိစလိုအားလုံးနေထိုင်နေတဲ့ကဘာသူကရင်ငန်နဲ့ရှည်ကြိုကြားမျှတဲ့ဟန်ချက်ပုံမှာမိတင်းနေထိုင်နေကြတာပါတကယ်လို့ကဘာပေါ်မှာရှိတဲ့ရေငန်တွေတောင်ရေကြိုဖြစ်ဖို့ပြောင်းသွားမယ်ဆိုရင်ဘာတွေဖြစ်နိုင်တယ်လဲဆိုတာစဉ်းစားဖို့ပါလား The Annals မြန်မာမှာသိပ္ပံဆိုင်ရာအချက်အလက်တွေပြင်လက်တွဲဆန်ဆန်သုံးသပ်ချက်တွေနဲ့ကမ္ဘာပေါ်မှာရှိတဲ့ရေငန်တွေသာရေစုဖြစ်ကိုပြောင်းသွားမယ်ဆိုရင်ဘာတွေဖြစ်နိုင်လဲဆိုတာကိုစိတ်ဝင်စားဖွယ်ပြောပြပေးချင်ပါတယ်။ပထမဆုံးအနေနဲ့ဆိုရင်တော့ယာတီဥရုပေါ်မှာကြီးမားတဲ့တန်ရောက်မှုတွေဖြစ်ပေါ်လာနိုင်ပါတယ်။ပင်လယ်ရေငန်တွေကကမ္ဘာယာတီဥရုစနစ်ကိုထိမ့်ညီပေးရမှာအ धिक အခန်းကဏ္ဍတစ်ခုအနေနဲ့ပါဝင်ပါတယ်။ပင်လယ်ရေငန်တွေကစားအငံတန်းနဲ့အပူချိန်ကွာခြားမှုတွေကြောင့်တိတ်သီးစွာကွဲပြားတဲ့အတွက် ကမ္ဘာပင်လယ်ရေစီးကြောင်းကြီးကိုဖြစ်ပေါ်လာစေရပါပင်လယ်ရေနွေးစီးကြောင်းတွေဟာကမ္ဘာအနှံ့အပူဓာတ်နဲ့မိုးရွာသွန်းမှုကိုဖြန့်ဖြူးပေးနေတာပဲဖြစ်ပါတယ်ရေငန်အားလုံးချုပ်သွားမယ်ဆိုရင်တိတ်သီးစကွာချချက်လုံးဝပျောက်ကွယ်သွားမှာဖြစ်ပြီးပင်လယ်ရေနွေးစီးကြောင်းကိုပါလုံးဝရပ်တန့်သွားမှာပါသမုဒ္ဒရာတွင်းအနေထုတ်လွှတ်ပေးနေတဲ့အောက်ဆီဂျင်အာဟာရနဲ့အပူဓာတ်များဖလှယ်ပေးရအသက်သွေးကြောကြီးဖြစ်တဲ့စနစ်တစ်ခုလုံးပြန်စည်းသွားနိုင်မှာဖြစ်လို့ ကမ္ဘာရသည့်ဥရုကိုပါလုံးဝအကြံ့ရိုက်ထိခိုက်လာမှာပါ။ဒါပြင်ရေကျူတွေကပင်လယ်ရေပြင်ပေါ်ကိုဘလို့အကျိုးသက်ရောက်မှုတွေဖြစ်ပေါ်လာနိုင်မလဲ။ရေကျူတွေကရေငန်ထက်ပိုမိုလွယ်ကူစွာခဲနိုင်တဲ့ freezing point ပုံမြင့်တဲ့ဆိုသူကြောင့်ဥရောပတစ်ခွင်လုံးကိုရေကဲခေတစ်ခုလိုရာသီဥရုကိုပါလုံးဝပြောင်းလဲဖို့ဦးတည်သွားနိုင်ပါတယ်။ဥရောပတိုက်ကိုနှွေးထွေးစေတဲ့ Gulf Stream ရေပူစီးကြောင်းမှရပ်တန့်သွားစေမှာဖြစ်ပါတယ်။ ရေဘူးစည်းဆောင်ရပ်တန့်သွားတဲ့အတွက်ဥရောပတိုက်ကလက်ရှိထပ်ပိုမိုအေးတဲ့ရာသီဥတုကိုရုတ်တရက်ရင်းဆိုင်ကြုံတွေ့ရမှာဖြစ်ပြီးရေခဲခဲတစ်ခုလိုဖြစ်လာနိုင်ခြေရှိပါတယ်။ဝေယုံဆုံးဒေသမှာရှိတဲ့ပင်လယ်ရေခဲတွေကလည်းပိုမိုလင်းမြန်စွာထူထဲလာနိုင်တဲ့အတွက်ဝေယုံဆုံးဒေသရဲ့အပြင်ကျယ်ပြန့်တဲ့ဧရိယာတော်တော်များများပါရေခဲဖြစ်နေလွှမ်းခြုံလာမှာဖြစ်ပါတယ်။ဒါအပြင် Ice Avado Effect ကြောင့်ကမ္ဘာကြီးကိုပုံမအေးခဲသွားစေဖို့တွန်းအားပေးလာမှာဖြစ်ပါတယ်။ ဒုတိယချက်အနေနဲ့ရင်းနှီးသက်ရှိများမျိုးသုံးခြင်းကိုရှင်းဆိုင်ကြုံတွေ့ရမှာပါ။ပင်လယ်ထဲမှာရှိတဲ့ရင်းနှီးသံတော်အများစုကရင်းငံပတ်ဝန်းကျင်နဲ့လားရှင်သန်နေထိုင်တာပါ။ရုတ်တရက်ရေကျိုးဖြစ်သွားပါကပင်လယ်ငါများတန်တာကြောက်တန်းများရင်းညစ်များပါဝင်ဇီဝမျိုးစုံမျိုးကွဲများလုံးဝမျိုးသုံးသွားနိုင်ပါတယ်။ရင်းနှီးသံတော်တွေမျိုးသုံးသွားမယ်ဆိုရင်ကမ္ဘာငါးဖန်းလုပ်ငန်းလုံးဝပြည့်စည်သွားစေနိုင်တဲ့အတွက်လူသားများအစာအာဟာရရရှိမှုအ धिक အရင်းမြစ်ကိုပြောင်းဆောင်သွားစေမှာပါ။ ဒါပြင်သမုတ်ထအောင်မှရှိတဲ့ရင်းညိတွေနဲ့သက်ရှိတွေကလေထုထဲမှာကာဗွန်နိုင်အောက်ဆိုက်ကိုဆုပ်ယူကအောက်ဆီဂျင်ကိုပြန်လည်ပြီးတော့ထုတ်လွှတ်ပေးပါတယ်။ရေတူရင်းသာပြောင်းလဲသွားမယ်ဆိုရင်တော့ရေငန်သက်ရှိအားလုံးသေဆုံးသွားပြီးဂေဟစနစ်ပြန်စည်းသွားနိုင်တဲ့အတွက်လေထုထဲမှာကာဗွန်နိုင်အောက်ဆိုက်ပါဝင်မှုနှုန်းကအလွန်မင်းငုံမြင့်တက်လာကကမ္ဘာပုံနှိမ်မှုကိုကပ်ပေးတစ်ခုလိုမျိုးမတုံ့စဘူးအရှိန်မြင့်ဖြစ်ပေါ်လာစေမှာပဲဖြစ်ပါတယ်။ ကန်ယူရန်ဒေတာတွေမှာတော့ရေကြိုအလုံးမရရှိသွားနိုင်ပေမဲ့ကုန်းနင်းမိုင်းဒေတာတွေမှာတော့မိုးရွာသွန်းမှုပုံစံပြောင်းလဲမှုကြောင့်ပုံရိပ်ခြောက်သွေးရဲ့ရာသီဥတုကိုကြုံတွေ့လာမှာဖြစ်တဲ့အပြင်ကမ်းခြေဒေတာတွေနဲ့နှီးတဲ့မြေနှိပ်မိုင်းဆိုင်ခင်းတွေကစားငန်ရှင်ဝင်ခြင်းမှကင်းလွတ်သွားနိုင်ပေမဲ့မိုးခေါင်ရေရှားမှုကြောင့်ကုန်းနင်းမိုင်းဆိုင်ပြူရီကိုတော့ပုံမောပြီးတော့ခက်ခဲလာနိုင်ပါတယ်နောက်တစ်ချက်အနေနဲ့ရေငန်နေတာရေကြိုဖြစ်သွားမယ်ဆိုရင်ပင်လယ်ကျမ်းမြစ်မှာရှိတဲ့ကြောက်ဆောင်တွေတန်တာကြောက်တန်းတွေရဲ့သဘာဝဖွဲ့စည်းပုံပြောင်းလဲသွားက ပုံမှန်မှာကြောသောကြောက်သားများဖြစ်ကြံ့ရင်နိုင်တဲ့အတွက်ပင်လယ်ကျမ်းရဲ့ပထဝီအနေထားပါထာဝရပြောင်းလဲမှုကြီးဖြစ်လာမှာပါ။ဒါပြင်မိတ်ဆွေတို့တန်ရှင်းလူသားတွေရဲ့ကျန်းမာရေးပေါ်မှာဓာရိုက်တက်ရောက်မှုစိုးစိုးတွေလည်းဖြစ်လာမှာပါ။ကမ္ဘာစာပြောင်းလဲမှုကပ်ဘေးကြီးတစ်ခုလည်းဥတီလာနိုင်ပါတယ်။ပင်လယ်စားနဲ့တတုတက်တွေဖြစ်တဲ့အိုင်ယိုရင်မက်ဂနီဆီယမ်ဓာတ်တွေရလူသားတွေရဲ့ကျန်းမာရေးအတွက်အရေးပါတာကိုအားလုံးသိပြီးသားဖြစ်မှာပါ ပင်လယ်ရေငန်းများမှတက်ဆင်းကမ္ဘာစာထုတ်လုပ်မှုရဲ့အဓိကအရင်းမြစ်က90ရာခိုင်နှုန်းကျော်ဖြစ်ပါတယ်။ရေငန်းအားလုံးချို့သွားပါကစားလုံငန်းလုံးဝပျက်စီးသွားစေနိုင်တဲ့အတွက်အိုင်ယိုရင်းထုတ်လုပ်မှုတွေကလည်းပျောက်ကွယ်သွားမှာပါ။အယိုရင်းတက်ချိုးတက်မယ်ဆိုရင်ဈာမိုင်းဆိုင်ရာပြဿနာအသစ်တွေလည်းအများပြားပေါ်ပေါက်လာမှာဖြစ်ပါတယ်။အရေးပါတဲ့နောက်ထပ်တစ်ချက်ကတော့ပင်လယ်ရေအသက်ရှိအများပြားကစေဝါအသစ်တွေထုတ်လုပ်ရမှာအရေးပါတဲ့ကုန်ကျန်းတွေဖြစ်ပါတယ်။ ပင်လယ်ရင်ကသာပြည့်စည်သွားမယ်ဆိုရင်စိမ်းဝါးတီထွင်မှုအခွင့်လန်းသစ်တွေပါကျင်းတည်ဆုံးရှုံးသွားမှာပါဒီညမှာမိတ်ဆွေတို့အနေနဲ့အတွေ့တစ်ခုဝင်လာပါတယ်ခြေကျိုးတွေပုံရလာတဲ့အတွက်တောက်သုံးရင်အခက်ကဲရောကျသွားမယ်လို့တွေးမိကြမှာပါမှန်ပါတယ်လက်ရှိမှာကမ္ဘာလူဦးရေရဲ့40ရာခိုင်နှုန်းကရေကျိုးရှားပါမှုရဲ့အကြောင်းကိုခန်းစားနေရတာပါပင်လယ်ရင်ခံတွေအားလုံးသာချိုသွားမယ်ဆိုရင်ရေကျိုးရှားပါမှုပြဿနာချက်ချင်းပြည့်လည်သွားနိုင်မလို့လူသားအားလုံးအတွက်တောက်သုံးရင်ချိုးရင် တန်းစီရီတွေကအကန့်အသတ်မရှိရရှိနိုင်မှာပါ။ဒါမဲ့လူသားတွေရေချိုးပိုရလို့ဘလောက်ပဲဝမ်းသာစရာကောင်းတဲ့အချက်ဖြစ်ပေမဲ့ပြန်လည်ကုစားလို့မရနိုင်တဲ့ကဘာကြီးအတွက်ပျက်စီးဆုံးရှုံးမှုတွေကတော့ဇက်တိုက်ဆိုသလိုဖြစ်လာမှာပါ။အကြီးဆုံးချက်အနေနဲ့ကမ္ဘာကင်ဟာစနစ်တစ်ခုလုံးကိုချိုးနှိမ်ပြလိုက်နိုင်တဲ့ဇီဝမျိုးစုံမျိုးကွဲများမျိုးတုံးခြင်းရာသီဥတုစနစ်ပြန်စီခြင်းစားတဲ့စူးစူးရီတာများလာမှာဖြစ်တဲ့အချက်တွေပြင်အာကာသအနေကြည့်မယ်ဆိုရင်ကမ္ဘာရဲ့အယောင်ကလည်းပြောင်းလဲသွားမှာပါ ပင်လယ်ရေငန်ထဲမှာပါဝင်တဲ့အမှုစီဝါအမုံမားတွေကကဘာရဲ့အပြာရောင်ရေဒီယိုတက်တီကြွဖျာထွက်မှုကိုထင်ညီပေးရမှာအရေးပါတဲ့အခန်းကဏ္ဍမှာပါဝင်နေပါဗယ်။အရင်အမှုစီဝါတွေမရှိတော့ဆိုရင်ကဘာအောင်အာကာသအနေကြည့်မယ်ဆိုပုံမရှင်းတဲ့အပြာရောင်သို့မဟုတ်အစိမ်းရောင်ပြောင်းလဲသွားမှာဖြစ်ပြီးနေရောင်ခြေဆွယမှုနှုံးကိုလည်းပြောင်းလဲစေကာရာသီဥတုစနစ်ကိုပါဆင်ကဲဆင်ကဲထိခိုက်စေနိုင်မှာပါ။ ခြုံငုံပြီးတော့သုံးသပ်ကြည့်မယ်ဆိုရင်ကမ္ဘာကင်ဟာစနစ်ရဲ့အတက်သွေးကြောကြီးဖြစ်တဲ့ရေကြုံနဲ့ရေငန်ကင်ဟာစနစ်တွေကတစ်ခုနဲ့တစ်ခုချိတ်ဆက်နေကြတာပါရေကြုံရေငန်ကင်ဟာစနစ်ကိုထိန်းသိမ်းခြင်းအားတန်ရှင်းတရဝအားလုံးရဲ့အနာဂတ်ကိုထိန်းသိမ်းရရောက်ပါတယ်ဒါကြောင့်လက်ရှိလက်ပတ်နေတဲ့ရေကြုံနဲ့ရေငန်အရင်းမြစ်တွေကိုကာကွယ်ထိန်းသိမ်းဖို့ကလူသားတွေတယောက်ချင်းစီတိုင်းအတွက်အရေးကြီးဆုံးအချက်ဖြစ်ပါတယ် အခုတင်ဆက်ပေးခဲ့တဲ့စိတ်ဝင်စားဖွယ်အစီအစဉ်တော့ The Unknowns မြန်မာရဲ့ပရိသတ်တွေအားလုံးပဲဇင်နာနှစ်သက်ကြလိုက်မယ်လို့မျှော်လင့်မိပါတယ်။နောက်ထပ်စိတ်ဝင်စားဖွယ်အကြောင်းအရာအစီအစဉ်ကောင်းများစွာအောင်လည်းလက်မလွတ်ရအောင်လို့ Subscribe လေးနှိပ်ပြီးတော့စောင့်မျှော်အားပေးကြပါအောင်ရှင်။ကိုမမမလည်းရေငန်လေးသာရှေးကျုပ်ဖြင့်ပြောင်းသွားမယ်ဆိုလို့ရှင်။မိတ်ဆွေတို့ရဲ့ထင်မြင်ချက်တွေကိုလည်းရှေးပေးသွားကြပါအောင်နော်။